မင်္ဂလာပါရှင်မိုးတောက်ချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဇင်ဘာလ10ရက်နေ့အတွက်စိတ်ဝင်စားဖွယ်ကောင်းမဲ့တရင်အကြောင်းအရာတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ဒီစီစဉ်လေးမစတင်ခင်မှာတော့မိုးတောက်ချန်နယ်ကို subscribe နဲ့ like share လေးလုပ်ပေးပါအောင်ရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်အကြောင်းအရာကတော့ဩစတြေးလျသုတေသီအဖွဲ့ကဖော်ပြလိုက်တဲ့ မြန်မာနိုင်ငံရဲ့ကာကွယ်ရေးတောင့်တင်းမှုအခြေအနေဆိုတဲ့သတင်းအကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အော်စတြေးလျအခြေဆိုင်သုတေသနအဖွဲ့ Lowy Institute ရဲ့အာရှအင်အားကြီးနိုင်ငံတွေညွန်ကိန်းအရာမြန်မာနိုင်ငံဟာအင်အားနည်းတဲ့နိုင်ငံအဖြစ်သတ်မှတ်ခံထားရပါတယ်။ Lowy Institute ဟာ2025ခုနှစ်အတွက်အာရှပစိဖိတ်ဒေသသို့မဟုတ်အာရှပါဝါအင်တက်ကိုပြီးခဲ့တဲ့ရက်ပိုင်းမှာထုတ်ပြန်ခဲ့ပြီးအဲ့ဒီအညွန်ကိန်းထဲမှာ နိုင်ငံပေါင်း28နိုင်ငံကိုသုတေသနလှူထားပြီးဖော်ပြထားတာဖြစ်ကမြန်မာနိုင်ငံကအဆင့်23နေရာမှာရပ်တည်နေပါတယ်။ Lowy Institute ဟာအာရှပါဝါအင်တက်ကိုအညော်ကိန်းအဆင့်သက်မဲ့ရှာမှာနိုင်ငံတိုင်းနိုင်ငံရဲ့အရင်းမြစ်တွေဖြစ်တဲ့စီးပွားရေး၊ကာကွယ်ရေး၊တန်တမန်ရေးနဲ့ရင်ကျင်းမှုလွမ်းမိုးမှုစတဲ့ကန်တာတွေကိုထည့်သွင်းတွက်ချက်ထားတာဖြစ်ပါတယ်။အာရှပစိဖိတ်အင်အားအခြေအနေညွန့်ကိန်းဖြစ်တာကြောင့်28နိုင်ငံစီးရင်းမှာ အမေရိကန်ရုရှားအော်စတြေးလျတွေကိုပါထဲ့သိမ်းတွက်ချက်ထားတာတွေ့ရပြီးရောနိုင်ငံတွေရဲ့အင်အားကိုတိုင်းတာချက်၈ခုအောက်ကအညွန်ကိန်း၁၃၀တခုထိထဲ့သွင်းအကဲဖြတ်ထားပါတယ်။လော်ဝီအင်စတီကျူဟာပစိဖိတ်သမုဒ္ဒရာဒေသကအော်စတြေးလျနယူးဇီလန်နဲ့အမေရိကန်ပြည်ထောင်စုကနေအနောက်ဘက်ကို ပါကစ္စတန်အထိမြောက်ဘက်ကိုရုရှားအထိအကဲဖြတ်ထားတာဖြစ်ပါတယ်။လော်ဝီအင်စတီကျူရဲ့ထဲ့သွင်းတွက်ချက်ထားတဲ့ကန်တာတွေရဲ့မှာ နိုင်ငံ28နိုင်ငံရဲ့ကာကွယ်ရေးကဏ္ဍကိုထည့်သွင်းတွက်ချက်ခဲ့ကအဆင့်သတ်မှတ်ခဲ့ပြီးမြန်မာနိုင်ငံဟာအာရှဒေသအတွင်းစီရေးစွမ်းရည်မှာတော့အဆင့်18မှာရပ်တည်နေပါတယ်။ Lowy Institute ကအချက်လက်တဝဲကျော်ကိုကိုပိုင်သုတေသနတွေကရယူထားပြီးကျန်တဲ့အချက်လက်တွေကိုယာနဲ့ချီရဲ့အစိုးရသတင်းရှင်မြစ်တွေကနေစုစည်းထားတယ်လို့ Lowy ကထုတ်ပြန်ထားပါတယ်။အာဆီယံဒေသတွင်းနိုင်ငံတွေရဲ့ကာကွယ်ရေးအဆင့်ရပ်တည်မှုကိုပဲကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့အထက်မှာစင်ကာပူ၊ဗီယက်နမ်၊အင်ဒိုနီးရှား၊ထိုင်း၊မလေးရှားနဲ့ဖိလစ်ပိုင်ရှိနေတယ်လို့သိရပါတယ်။ Lowy Institute ရဲ့ကာကွယ်ရေးပိုင်းဆိုင်ရာအဆင့်သတ်မှတ်ချက်တွေအရအာဆီယံဒေသအတွင်းမှာဆိုရင်စင်ကာပူနိုင်ငံကအဆင့်9နေရာမှာရပ်တည်နေတယ်လို့ဗီယက်နမ်နိုင်ငံက BNN အဆင့်7နဲ့အင်ဒိုနီးရှားနိုင်ငံကအဆင့်13ထိုင်းနိုင်ငံကအဆင့်14ဖိလစ်ပိုင်နိုင်ငံကအဆင့်16မလေးရှားနိုင်ငံကအဆင့်18တို့မှာရှိနေကြပါတယ် ဩစတြေးလျအခြေစိုက်သုတေသီအဖွဲ့ဖြစ်တဲ့ Lowy Institute ဟာကာကွယ်ရေးနဲ့စီရေးစွမ်းရည်ကို အချက်၅ခုနဲ့တိုင်းတာပြီးတော့နိုင်ငံတကာနိုင်ငံရဲ့ကာကွယ်ရေးအသုံးစရိတ်တပ်ဖွဲ့ဝင်အင်အားလက်နက်အင်အားထင်ရှားတဲ့စွမ်းဆောင်ရည်နဲ့အာရှဒေသတွင်စီရေးအခြေအနေတွေကိုထည့်သွင်းတွက်ချက်ထားပါတယ်။အချက်၅ချက်လုံးကိုစူးစီးတွက်ချက်ထားမှုမှာမြန်မာနိုင်ငံကအဆင့်၁၈မှာရပ်တည်နေကြဖြစ်တယ်လို့သိရပါတယ်။ ဒါပေမဲ့အချက်တစ်ခုချင်းစီအလိုက်ခွဲခြမ်းကြည့်ရင်တော့မြန်မာကအိန္ဒိယနိုင်ငံတွေရဲ့အထက်မှာရှိနေတဲ့ကန်တာတွေလည်းရှိပါတယ်။ဒီနေ့အတွက်ကာကွယ်ရေးအသုံးစိမ်းမှာဆိုရင်တော့မြန်မာကအစင်းစနစ်မှာရှိနေပြီ။ American Dollar 9 billion ကျော်သုံးထားရလို့ Lowy Institute ကတွက်ချက်ခန့်မှန်းထားပါတယ်။အာဆီယံနိုင်ငံတွေရဲ့ကာကွယ်ရေးအသုံးစိမ်းမှာမြန်မာထက်ပိုသုံးတာစင်ကာပူနဲ့အင်ဒိုနီးရှားစစ်တပ်ပဲရှိပြီးမြန်မာကအဆင့်3နေရာမှာရှိနေခဲ့ပါတယ်။ဒါအပြင်ဒီနေ့အတွက် ကာကွယ်ရေးအသုံးစိတ်သုံးစွဲမှုပိုင်းမှာ Thai BNN နဲ့ Philippines တို့ကဒီနေ့မှမြန်မာနိုင်ငံထက်အစင်းနှိမ့်ခဲ့တယ်လို့လဲ Lowy Institute ကဖော်ပြချက်တွေရသိရပါတယ်။ထို့ကြောင့်တခုကဒီဘန်နာနှစ်အတွက်ကာကွယ်ရေးအသုံးစိတ်ရေးမှာမြန်မာနိုင်ငံဟာမြောက်ကိုရီးယားထက်တောင်ပိုတုံထားပြီးဒီနေ့အတွက်မြောက်ကိုရီးယားရဲ့စစ်ရေးအသုံးစိတ်ကဒေါ်လာ1ဘီလီယံတောင်မပြည့်ဘူးလို့သိရပါတယ်။ Lowy Institute ရဲ့ဖော်ပြချက်အရအာဆီယံနိုင်ငံတွေတဲ့ ဆင့်ရအများဆုံးနိုင်ငံတွေရဲ့မှာအင်ဒိုနီးရှားက9သိန်းနီးပါး BNN က4သိန်း9000နဲ့ထိုင်းက4သိန်းခွဲကျော်ရှိပြီးအဲ့ဒီနိုင်ငံတွေနောက်မှာမြန်မာနိုင်ငံရှိနေပါတယ်မြန်မာနဲ့နယ်စပ်ချင်းထိစပ်နေတဲ့အင်းဒီချင်း9နိုင်ငံရဲ့တပ်ဖွဲ့ဝင်အင်အားတွေထဲမှာတရုတ်ဟာစီးရေးစွမ်းရည်မှာစူပါပါဝါအဖြစ်အိန္ဒိယအထက်မှာရှိနေပေမဲ့တပ်ဖွဲ့ဝင်အင်အားမှာတော့အိန္ဒိယစစ်တပ်ကတရုတ်ထက်အရေးအတွက်ပိုများပါတယ်အိန္ဒိယကတပ်ဖွဲ့ဝင်3တန်းကျော်ရှိပြီး တရုတ်ကနှစ်တန်းခွဲကျော်ရှိနေရတွေ့ရပြီးရောအမြဲတမ်းစင်ရအရာတရုတ်ကတက်သားနှစ်တန်းကျော်ရှိပြီးအိန္ဒိယကတက်သားတက်တန်းခွဲကျော်ရှိပါတယ်။ထိုင်းနိုင်ငံရဲ့စစ်တီအင်အားက၄သိန်းခွဲကျော်အထိရှိပြီးဘင်္ဂလားဒေ့ရှ်စစ်တပ်ကအင်အား၂သိန်း၃,၅၅၀ဦးရှိနေကလာအိုကတော့တပ်ဖွဲ့ဝင်၃သိန်းကျော်နဲ့အ ਨੇ ဆုံးဖြတ်ပါတယ်။မြန်မာနိုင်ငံဟာစစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးလားစင်စစ်သားစုဆောင်းနေရကြစစ်တီဥယေကအပြောင်းလဲဖြစ်နိုင်ပါတယ်။ တိုင်ဝဲတွေးကြုံပိုင်းမှာတော့ဒေတာတွင်နိုင်ငံတွေရဲမှမြန်မာနိုင်ငံကထိတ်ဆုံးနားမှာရှိနေပြီမြန်မာနိုင်ငံရဲ့အရှိမအိန္ဒိယနဲ့ပါကစ္စတန်ပဲရှိနေတယ်လို့ Lowy Institute ကဖော်ပြထားပါတယ်။လက်နက်အင်အားတွက်ချက်မှုပိုင်းမှာမြန်မာစစ်တပ်ကအစစ်20ကိုရောင်းနေပြီးတော့အာဆီယံနိုင်ငံတွေရဲမှဆိုရင်မြန်မာနိုင်ငံအောက်မှာလာအိုနဲ့ကမ်ဘောဒီးယားနိုင်ငံပဲရှိတော့တာပါ။ဒါပေမဲ့ကြီးရည်လေးအင်အားတိကျစီဖော်ပြမှုမှာတော့အပြောင်းလဲရှိပါတယ်။ မြေပြင်တိုက်ပွဲတွေမှာစစ်စင်နိုင်စွမ်းအကဲဖြတ်ချက်မှာမြန်မာစစ်တပ်ကတင်ကားနဲ့တိုက်ခိုက်ရေးရှင်ပိုင်ဆိုင်မှု230ဒစီအထိရှိတယ်လို့ Lowy Institute ကဖော်ပြထားပြီး BNN က1689စီ၊ထိုင်းက628စီ၊စင်ကာပူက916စီတို့နဲ့ရှင်ရင်ကွာဟနေပါတယ်။မြေပြင်တပ်ဖွဲ့တွေကိုလေကြောင်းထောက်ကူပေးနိုင်တဲ့အခြေအနေမှာတော့မြန်မာကအာဆီယံမှာအဆင့်3ရှိနေပြီးမြန်မာလေတပ်ရဲ့စည်ရင်းတွေအရလွန်ခဲ့တဲ့10စုနှစ်အတွင်း ၊လရင်128စီနဲ့ရဟရင်38စီအထိဝယ်ယူခဲ့တယ်လို့သိရပါတယ်။ရေတိုက်အင်အားမှာတော့ရင်းငုတ်တင်ပေါ်နှစ်စင်းနဲ့ free gate တွေရှိလို့မြန်မာနိုင်ငံကအာဆီယံဒေသအတွင်းမှာအင်အားတောင့်တင်းနဲ့ရေတက်ကိုပိုင်ဆိုင်ထားရလို့ဆိုနိုင်ပါတယ်။မြန်မာနိုင်ငံဟာအာဆီယံဒေသရဲ့လေတိုက်အင်အားတောင့်တင်းမှုပိုင်းမှာစင်ကာပူ၊ဗီယက်နမ်၊အင်ဒိုနီးရှား၊ထိုင်းနဲ့မလေးရှားတို့နောက်မှာရပ်တည်နေပါတယ်။မြန်မာနိုင်ငံဟာရုရှားတို့စတုတ္တမျိုးဆက်လျော့ SU30 တိုက်လေရင်တွေနဲ့ MI30H ဘတ်စုံ3ရဟတ်ရှင်တွေပိုင်ဆိုင်ထားတဲ့အတွက်တိုက်စွမ်းရည်အသင်းတင်ရှိရဲ့အခြေအနေမှာတော့ရှိနေပါတယ်။ CNN ပြည်ညာပိုင်းမှာလည်းမြန်မာနိုင်ငံကအစင်22မှာရှိပြီးအာဆီယံမှာဆိုရင်လာအိုစစ်တပ်တစ်ခုပဲမြန်မာနောက်မှာရှိနေတယ်လို့ Norway Institute ကဖော်ပြထားပါတယ်။မြန်မာနိုင်ငံရဲ့လက်နက်ဝယ်ယူတင်သွင်းမှုမှာတရုတ်ရုရှားနဲ့ဘယ်လာရုစ်နိုင်ငံထံကနေအတေးကဝယ်ယူနေရလို့သိရပါတယ်။ နော်ဝေးအင်စတီကျုညွန်ကိန်းမှလည်းတရားဝင်စီရင်မဟာမိတ်မဟုတ်တဲ့နိုင်ငံတွေစီကလက်နက်ဝယ်ယူမှုမှာမြန်မာစစ်တပ်ကအာရှပစိဖိတ်ဒေသတွင်းမှာ အစင်းချောင်းအီယာမှာရှိနေပါတယ်။ထမှန်ဖော်ပြပေမဲ့တည်င်းအကြောင်းအရာကတော့ထိုင်းစစ်တပ်ရဲ့တတိပေးမှုကိုဘယ်လိုမျိုးတုံ့ပြန်နေကြသလဲဆိုတဲ့တည်င်းအကြောင်းအရာပဲဖြစ်ပါတယ်။ထိုင်းစစ်တပ်ရဲ့ဒေသတွင်းစစ်စင်ရေးစင်တာဟာလက်ရှိချိန်မှာမြန်မာနိုင်ငံနဲ့နေဆက်ချင်းထိစပ်နေတဲ့မဲဆောက်မြို့တွင်နေဆက်ဒေသတွေကို 24နာရီကြာကင်းလဲဖို့အမိတ်ပေးလိုက်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ထိုင်းစစ်တပ်ဟာမြန်မာနိုင်ငံဘက်ကျမ်းမှာတိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက်နေဆက်ဒေသမှာနေထိုင်သူတွေရဲ့ယုံကြည်မှုတွေကိုပြန်လည်ရရှိဖို့နဲ့စီကံအမိတ်တွေကိုပြန်လည်ထိန်းသိမ်းနိုင်အောင်ရည်ရွယ်ချက်နဲ့နေဆက်ဒေသမှာ24နာရီကာလပတ်လုံးကင်းလဲဖို့ရည်ရွယ်လုံးဆောင်ခဲ့ရဖြစ်ပါတယ်။ထိုင်းစစ်တပ်ရဲ့ဒေသအတွင်းစစ်စင်ရေးစင်တာဟာမဲဆောက်ဒေသမှာကင်းလဲဖို့အတွက်စစ်သားတွေအပြင် မဲဆောက်ဒေတာစေရနာဝန်တန်းကာကွယ်ရေးအဖွဲ့တွေအမှတ်346နေဆက်ဒေတာကင်းလေရဲတပ်ဖွဲ့ကျေးရွာပြည်သူစစ်အဖွဲ့တွေရာဇာမာနုအထူးတပ်ဖွဲ့တွေကို အမိတ်ပေးခဲ့လို့သိရပါတယ်မြန်မာနိုင်ငံဘက်ခြမ်းကပြစ်လိုက်တဲ့လက်နက်ကြီးကြီးတွေဟာထိုင်းနိုင်ငံပိုင်တဲ့အတွင်းကိုကြားရောက်ပောက်ကွဲမှုတွေထပ်မံရှိလာမယ်ဆိုရင်စစ်စင်ရေးဆိုင်ရာစီမံစည်းကမ်းတွေနဲ့အညီတုံ့ပြန်သွားမယ်လို့ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးဘွန်တာနွန်က ပြည်ကလေးရပ်ပိုင်းမှာတတိပေးပြောဆိုပြီးနောက်ရပ်ပိုင်းအကြမှာပဲထိုင်းစစ်တပ်ကနေဆက်ဒေသမှာကင်းလဲမှုတွေပုံမှုလုံးဆောင်လာဖို့ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံဘက်ကမှတမရော်စစ်ကြောင်းတွေနဲ့ကရင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ KNL တို့အကြတိုက်ပွဲတွေဖြစ်ပွားလျက်ရှိနေရ။ပြည်ကလေးဒီဇင်ဘာလ9ရက်နေ့ကမြန်မာနိုင်ငံကရင်ပြည်နယ်မြရီမြို့နယ်တောင်ပယ်ရှိ ဖလူးဒေသမင်းလက်ပင်ရွာနီးမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင် ပစ်ခတ်လိုက်တဲ့မော်တာကြီးတွေဟာနယ်ဆက်ဖြတ်ကျော်ကထိုင်းနိုင်ငံတခရိုင်မဲဆမ်းမြို့နယ်ပိုင်းမဲကိုကင်းကျေးရွာအတွင်းကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့ထိုင်းသတင်းတွေကအသေးသားဖော်ပြခဲ့ပါတယ်။ထိုင်းကာကွယ်ရေးဦးစီးချုပ်ကနယ်ဆက်ဒေသလုံခြုံရေးဟာထိုင်းတမ်ရော်ရဲ့အဓိကတာဝန်ဖြစ်တယ်။လက်ရှိမှာမြန်မာဘက်ကိုတတိပေးစာပေးဖို့ထားပြီးဖြစ်တယ်။ထိုင်းပိုင်နယ်ထဲကိုစီစံတွေထပ်မံကြားရောက်လာမည်ဆိုရင်တတိပေးပြစ်ခတ်ခြင်းမှစတင်ပြီး လိုအပ်သလိုတုံ့ပြန်ဆောင်ရွက်သွားမယ်လို့ပြောပါတယ်။တမ်မရော့စစ်ကြောင်းတွေဟာနေမြေစွမိုးရေးပြန်လည်ရယူဖို့ကြိုးပမ်းရက်ရှင်နေပြီးရော KNU KNN လေးဦးဆောင်တဲ့လက်내ကင်အဖွဲ့တွေနဲ့တိုက်ပွဲတွေဖြစ်ပွားလျက်ရှင်နေရမင်းလက်ပင်ရွာနဲ့ KNU တပ်မဟာ6နေမြေအတွင်တိုက်ပွဲတွေဖြစ်ပွားနေရလို့သတင်းတွေလည်းထပ်ပေါ်နေပါတယ်။ထိုင်းမြန်မာနယ်စပ်လုံခြုံရေးတာဝန်ရှိထားတဲ့ထိုင်းနာရဲစွန်တပ်ဖွဲ့ကလည်းနယ်စပ်တလျှောက်လုံခြုံရေးကိုအတူတင်းကျပ်ထားလျက်ရှိရလို့သိရပါတယ်။ ထိုင်းနဲ့မြန်မာနယ်စပ်ဒေသမှာတမရော့စေချောင်းတွေနဲ့ KNU KNL ဦးဆောင်တဲ့လက်နက်ကင်အဖွဲ့တွေကြားတိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက်ထိုင်းအစိုးရဟာထိုင်းနဲ့မြန်မာနယ်စပ်ဒေသကိုခုနှစ်ရက်ကြာပိတ်ပင်လိုက်ပြီးမဲဆောက်ဒေသရှိထိုင်းနဲ့မြန်မာအမှတ်၁ချစ်စီရေတံတားကနေဖြတ်တန်းခွင့်ပြုထားလို့သိရပါတယ်။ထိုင်းရဲ့လုပ်ရက်တွေနဲ့ပတ်သက်ပြီးတော့ဝေဖန်ပြစ်တင်မှုတွေရှိနေက ထိုင်းအစိုးရကကရင်လက်နက်ကင်အဖွဲ့ KNU ရဲ့ဒဏ်ရာရလူနာတွေကို ပြည်စုကူတာနိုင်အောင်ထိုင်းဘက်ချမ်းမှာအရေးပေါ်စည်းရုံဖွင့်ပေးတာမျိုးရှိရလို့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ပါတီကရင်အမည်ရှိတဲ့အကောင့်တစ်ခုကလည်းမြောက်ရီတောင်ဘက်မင်းလက်ပံအခြေအနေပွဲချမ်းပါတယ်။ကျမတော်ရဲ့အမြောက်ဒုံနေဆိုင်တွေဒရုန်းတွေဒက်တီမန်လို့ပောက်ွဲမီးလောင်နေရဲ့။ထိုင်းကတော့ဇာတိပေါ်ပြီ။ KNU အဖွဲ့ရဲ့ဒဏ်ရာရလူနာတွေကိုမဲကိုကင်းနဲ့စဲမိုင်းမှအရေးပေါ်စည်းရုံဖွင့်ပေးထားတယ်။မဲဆောက်စည်းရုံကိုမတည်တော့ဘူး။သတင်းပေါက်လို့တဲ့ ရာကြီးစီအောင်ရီဟမ်မဆောင်နိုင်တော့ရှေ့တန်းကိုထွက်လာပြီးတော့ KNU ကိုကုတ်ကဲနေပြီးထိုင်းစစ်တပ်ရောထိုင်းပရာဟိတထောက်ပို့တွေရော KNU ကိုနေ့စဉ်ထမင်းပို့ပေးတယ်မီဒီယာတွေကတော့စစ်တပ်အကြဆုံးများတဲ့ဘာညာပေါ့မဲလက်ပံကျွန်းတော်စကန်ကြားဖြန်ဝင်တင်ဆိုင်ကုန် KNU နဲ့ PDF တွေရဲ့ DP တွေကိုထိုင်းဘက်မပို့နိုင်တော့ဘူးတမ်ရော့အနေနဲ့မမိပိုင်တောင်ရင်မြစ်မြန်မာဘက်ခြမ်းကိုကမ်းခြေတလျှောက်ပိုက်စိတ်တိုက်ဘုံကျဲရှင်းလင်းရမယ် ထိုင်းကရိတ်ခါထမင်းပိုးရယ် CIA ကကုတ်ခဲ့တယ်။ KNU နဲ့ PDF ကတိုက်တဲ့အတွက်ပြည်ပစစ်ဖြစ်နေရ။ကုချိန်တမတော်ကသွေးအေးအေးနဲ့အကွဲချတုံ့ပြန်နေရ။ထိုင်းစစ်တပ်မပိုင်အောင်သွေးလန့်နေရ။မင်းလက်ပံကိုဘတ်ဟိုးနဲ့တူးမြောင်းရှိကြီးတူးပြီးတောင်ရင်မြစ်ထဲထိဖောက်ထားတယ်။စစ်ကူလူနာရိတ်ခါခဲရန်ထမင်းတို့ပို့နေရ။ထိုင်းနိုင်ငံကကြီကြော်ကြရင်ချက်ချင်းကန်းကွဲစာပို့ရယ်။သူ့မွေးစားသား KNU ငှက်ပြက်မှာမကြည့်ရရှာဘူး။ ထမင်းထုတ်ဖို့လူနာကောက်နေတိုင်းလုပ်ပြီးရယ်။အကြောင်းပြချက်ကတော့စစ်ပေးရှောင်နေထမင်းပို့တယ်လို့အကြောင်းပြထားတယ်လို့ပြောပါတယ်။တိုက်ဝဲတွေဖြစ်ပွားနေရဲ့မင်းလက်ပံမှာအွန်လိုင်းကတဆင့်လိမ့်လည်နေတဲ့ကြားဖြန့်ခိုင်းတွေရှင်နေပြီး KNU နဲ့ PDF အဖွဲ့တွေထိန်းချုပ်ထားလို့သိရပါတယ်ရှင်။